ာကြီးရွှေရဲ့စံတာတနေ့တွင် ရွှေပဲဇူးကြုံနှင့်ဇော်လေးတို့သည်ဘာကြီးရွှေ၏တဲတို့ရောက်လာကြသည်ဘာကြီးရွှေမှာတနေ့တကြီးမှဖြစ်ပြီးမြို့တက်လောက်ကင်စားတောင်းတွေတို့ဖြစ်သည် လာကြကွာတို့ဒီအတက်60ကျော်တော်လဲတန်ဆွမ်းသည်မြို့ရောက်တော့အခါတွင်လဲရေတွင်တူခြင်းမြောင်းပေါ်ခြင်းတပင်ခုတ်ခြင်းအလေးပင်မာခြင်းတို့ဖြင့်အတက်မွေးမှုပြုသည်ဓမင်းစားပြီလားဘာကြီးရွှေ ဟဲလာမပေါ်သေးလို့မစားသေးဘူးကဟောပြောရင်ဆိုရင် ဟင်းရောက်လာပြီစားတော့မဲကမင်းတို့စားကြပါအောင်လားသုံးဆောင်ပါပါကြီးဘာဟင်းမှလည်းမတွေ့ဟင်းပိုးတဲ့တို့လည်းမလာဘလို့ကြီးလဲဟာငါတိပြီဟင်းမလာသေးဘူးဆိုတာကသူဘိုက်မစားသေးလို့ပြောတာကဟင်းလာပြီဆိုတာကတော့သူဘိုက်စားတာကိုပြောတာကစာနေရင်ဘာနဲ့ပဲစားစားအရသာရှိလို့ဒါအမှန်ပဲကွာ ငါဘိုက်ဆိုင်ရင်ကျက်တော်နီတို့စားတော့နဲ့စားတာတောင်အလွန်ကောင်းသူ့အလုပ်ကသူများခိုင်းမှလောက်ရတာဆိုတော့ချွေတာတာပေါ့ကွာငါကြီးချွေအဖေကခေါ်ခိုင်းလို့အိမ်ဘေးကတစ်ပင်ကြီးခုတ်ချင်လို့တဲ့အော်အေးအေးပြည့်စည်အချို့ယူကဘာကြီးချွေလိုက်သွားသည်ဒါသွားပြီဘာကြီးချွေတစ်ပင်တက်တာစပိုက်တာမန်ကြာနေတာပဲဟာအာ မွေးကြိုက်ခံရ၍ဂျုံးပြန်ကြသွားသည် အောင်မလီရွှေဖဲရီရွှေဖဲဘာကြီးရွှေလေဘာဖြစ်လို့လဲဇော်လေးဘာကြီးရွှေတပင်ဘောကပြုတ်ကြလို့ဟာအခုတော့ဆုံးသွားပြီသူ့မှာနှလုံးရောကအခန့်လေးရှိတယ်တဲ့ရွှေဖဲတို့ဘာကြီးရွှေတဲတို့ပြေးကြလေလုံးဆရာရှိတာ လုံးကြဆိုဘယ်ရစီဘောကဒီအိုးလေးကတကြောက်ကြောက်နဲ့အတန်ထနေတယ်ထွန်ချကွာ တော်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 ရွှေတင်းကားပြတွေကအေးကွာအမှန်ပဲဖြစ်တယ်လို့စားပြီးရရမြဆုတဲ့ဗာကြီးရွှေပြစိတ်ဟာထူဆန်းပါဒီမှာစာအုပ်လေးတောက်ပဲခေါင်းအိတ်တဲ့ဝါကြီးတောက်လေးတွေကစာအုပ်လေးကွာရွာထိတ်ချောင်းဦးတရာစောက်ရန်သုံးပြဆရာတော်ကျောင်းမဦးစောက်ရန်သုံးပြအေးဗျာဗာကြီးရွှေကရည်ရွယ်ချက်အတော်ကြီးတာပဲမကြမီ ဘာကြီးရွှေရွာမှာဆင်မျိုးတူရောက်လာတယ်။ဘာကြီးရွှေသုံးသွားပြီ။ဟေးဦးလေးပြန်ရင်ကျွန်တော်တို့လိုက်ခဲ့မယ်။ဘာကြီးရွှေစူဆောင်းခဲ့တဲ့ဟာတွေကိုလိုက်လှူပြီးမလို့ရက်ွက်လူကြီးတူလည်းလိုက်လာပြီးလှီတဒံလဲတဒံရှိပြီးရွာတို့ရောက်ခဲ့ကြသည်။ရွာဦးကျောင်းဆရာတော်ကြီးကအလှပစ္စည်းများကိုစိတ်မကောင်းစွာဖြင့်လက်ခံခဲ့ပြီးတာတို့အမှုမောဒနာ ခေါ်ပေသည်။ဒကာကြီးဦးရွှေရဲ့ ချွေးနဲ့စာနဲ့စုဆောင်းခဲ့တာတွေကိုအထမြက်အောင်လှူပေးရမှာပေါ့။ဘာကြီးရွှေ ကောင်းရာတူဂရီရောက်ပါစေ။